ဆရာຫນွယ်ရိုးရေးသားရတဲ့စိတ်ဝိညာဉ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာစိတ်ဝိညာဉ်ကျွန်ုပ်ဒီဝဲအုပ်ထဲမှာခက်ကြီးကြီးဝဲမတကောင်ဟာတေချာချိန်ရွယ်ပြစ်ခတ်လိုက်ရာ ထိုတော်ဝက်သည်တွန့်ကနေဖြစ်၍မြောက်တက်သွားတကယ်တို့ ကျွန်ုပ်ဒီလဲကားကနေမြောက်တက်၍သွားပြီးလျင်ကဘာဆောင်အတိုင်းလှိမ့်စင်းသွားလေသည်ကျွန်ုပ်ဒီတားကောင်ရလို့သောဖြင့် ဝက်တောင်းကြီးကိုတေချာမရှာဖွေမိပဲဝက်မကြီးကိုပြစ်ခတ်လိုက်ခြင်းဖြစ်ပေရာကျွန်ုပ်ဤလက်ဝဲဘက်ခြုံထဲမှမဲမဲလုံးလုံးဝက်တောင်းကြီးကို ရေကနေတွေ့လိုက်ရပြီးလျင်ကျွန်ုပ်ဤပောင်ရင်း၌ပူကနေဖြစ်ကာတခါတည်းမြောက်တက်၍ကဘာအောက်သို့လိမ့်ကျလာခြင်းဖြစ်သည်ကျွန်ုပ်သည်တည့်ရွက်ချောက်များဖြင့်ပြည့်နေသောမြောင်းဟောင်းတစ်ခုတည်းသို့ထိုးကျသွားသည်ဖြင့်အာယူပြီးကြပြာကတိထမီဟန်ပြင်လိုက်စင်ပါပင် ကျွန်ုပ်ဤခြေချင်းဝတ်စီမှမိစားနှင့်ထိုးလိုက်တဲ့ကဲ့သို့ပူကနေဖြစ်သွားပြီးလျင်ကျွန်ုပ်မှာထိတ်လန့်တကြားခြေကိုမြှောက်လိုက်ရာ ကျွန်ုပ်ခြေကိုကြိုက်ခဲလျက်တန်းလန်းဖြင့်တန်ကွင်းစို့မွေကြီးသည်မြှောက်ကနေပါလာပြီးမှဘုတ်ကနေပြန်ကြကတည့်ရွက်ချောက်များကြားတိုးဝင်သွားလေတော့သည်ကျွန်ုပ်ကကြောက်အားလန့်အားဖြင့်ထိုမြောင်းလေးအတွင်းမှကုန်းထ၍အကြိုက်ခံရသောနေရာကိုကြည့်လိုက်ရာသွေးများယိုစီးကျနေသော မွေးစွဲရာနှစ်ပေါက်ကို တွေ့လိုက်ရသည် ကျွန်ုပ်ဤနှလုံးအိမ်မှာတူမီတနက်မောင်းဖြုတ်လိုက်သည့်အလားဒိန်ငနေတုံခါလျက်ကြောက်ရွံ့မှုကို ခံစားရလေရာတကိုယ်လုံးဇောချွေးများစိုတက်လာပြီးလျင်မျက်ခုံးမှချွေးဆက်များသည်မျက်လုံးထဲဝင်သည်ဖြင့်ဆက်ပြင်းသွားရသည် ထို့ကြောင့်ပစိုးစားဖြင့်ကြပြာကတိတုတ်လိုက်ရလေသည်တစ်ဆက်သေးပါပင်ကျွန်ုပ်သည် အသက်ဘေးမှလွတ်မြောက်ရန်အတွက်ရုန်းကန်ရပေတော့၏ အစိုးကွင်းကိုကြပြာကြရာဖျဲ၍အကြိုက်ခံရသော ခြေမျက်စိအထက်ခြေတလုံးတွင် တင်းကျက်စွာစီးနောင်လိုက်သည်ထိုအခါတော်ဝဲအပက်ခံထားရသောကျွန်ုပ်ဤပေါင်ရင်းမှလည်းသွေးများယိုစီးကြလျက်ရှိရာထိုနေရာကိုလည်းပစိုးစားဖြင့်စီးနောင်ရလေသည်တော်ဝဲအပက်ခံရသော ခြေမှာလက်ဝဲဖက်ခြေဖြစ်၍မွေကြိုက်ခံရသောခြေမှာလက်ရဖက်ခြေဖြစ်ရာ ဝက်ပက်ခံရသောပေါင်မှာအတော်ပင်နဲ့သဖြင့်ဟက်တက်ကွဲသောဒံယာမှသွေးထွက်လွန်လျက်ရှိပြီးနာကျင်လာသလိုမွေကြိုက်ခံထားရသော နေရာမှလည်းမီးနှင့်အရှိုးခံရသကဲ့သို့ပူလောင်လျက်ရှိသည်ကျွန်ုပ်မှာနာကျင်လာသဖြင့်ညီးတွားလျက်ရှိပြီးမွေစိတ်မပြန့်ခင်ရွာပြန်ရောက်ရန်လိုအပ်ပေရာခရီးကိုမှန်းဆကြည့်သောအခါတာမန်ခြေထောက်နှင့်ပင်နှစ်နာရီခန့်တွားရမည်ဖြစ်သည်ဖြင့် ကျွန်ုပ်ဤယခုပုံစံဖြင့်ထသွားရန်မဖြစ်နိုင်တော့ချေကျွန်ုပ်သည်အနီးအနားတွင် မတော်တဆလူများရှိပါကကြားစီရန်ဟူးဟူးလူရှိလားဗျို့ကဲကြပါဦးလူရှိရဲ့အမြန်လာကဲပါဦးစသဖြင့်အတန်ကုန်ချိ၍អော်ရင်လူတို့ဖြတ်တန်းသွားတတ်သော အပေါ်ဖက်နာရှိတစ်ဆွဲလန်းဘက်သို့သွားရန်ဝက်အပက်ခံရသောခြေတစ်ဖက်ဖြင့်အာပြု၍ထားလိုက်ရာဒံယာမှာ အကျောပြတ်သွားသဖြင့်ကောင်းစွာမထောက်နိုင်ပေကျွန်ုပ်လည်းအနီးမှထင်းချောင်းတစ်ချောင်းကို ကောက်ယူ၍မွေအကိုက်ခံရသောဖက်မှအာပြူထောက်ကတစ်ဆွဲလန်းဖက်သို့ရသလောက်တက်ခဲ့ရင်နှုတ်မှလည်းလူရှိသလားဖြိုးကဲကြပါဟုအော်ဟစ်လျက်ရှိသည် ကျွန်ုပ်ခြေတော့ကောင်းနေပါကတစ်ဆွဲလန်းသို့ရောက်ရန်မိနစ်20ခန့်သာတွားရမည်ဖြစ်သည်ယခုမူမွေအကိုက်ခံထားရသော ခြေဖြင့်ထောက်ပါက လျင်မြန်စွာအစိတ်ပြက်မြီဖြစ်ရာဝဲအပက်ခံထားရသော ခြေဖြင့်လဲကောင်းစွာမထောက်နိုင်သဖြင့်ဒုက္ခကြီးစွာရောက်လေသည်သို့သောတန်နိုင်သမျှတေဘေးမှလွတ်ရန်ယုံထွက်ရမည်ကျွန်ုပ်သည်အားကိုတင်း၍ရသလောက်ထောက်လာရာမွေအကိုက်ခံရသောခြေမှာမိအရှို့ခံရတဲ့ကဲ့သို့ပူလောင်လာသဖြင့်ဖင်ထိုင်ချ၍အာဟုအော်ဟစ်ပြီးဒံယာကို အားကုန်ဖိထားရသည်ဆက်သွားပါက သွေးစုပြီးမွေစိတ်လင်းမြန်စွာ ပြန့်မီထိုင်နေပါကလည်းတေမိအချိန်ကိုထိုင်ဆောင်နေသည်နှင့်တူနေမီမထူးတော့ပေတေမိအချိန်ကိုထိုင်ဆောင်နေ၍မဖြစ်တစ်ဆွဲလဲရောက်အောင်တွားရပေမီကျွန်ုပ်သည်အာယူထား၍အလောတကြီးခီးဆက်ခဲ့ပြန်ရာခြေတလန်းထောက်လိုက်တိုင်းအာကနေအော်ဟေး၍နာကျင်မှုကိုခံရလေသည်ဘဝသည်တိုတောင်းလာသလော ရှီလျားလာတလို့ကျွန်ုပ်မစိုတတ်ချေရံပန်းရံကားတွင်ဆင်းရဲဒုက္ခအခက်အခဲများနှင့်ဇက်တိုက်ရင်ဆိုင်ရသောအခါဘဝသည်ရှီလျားလွန်းလာသည်ဟုယူဆမိ၍ဘဝကိုဆက်ဆုပ်ယွံရှာမိသလိုရံပန်းရံကားတွင် ချမ်းသာဒုက္ခနှင့်ပြီးပြည့်စုံသောဘဝကိုကြော်ဖြတ်နေရချိန်၌ကလက်ရှိရထားသောဘဝဤလူတက်တန်အနည်း90ခန်းကိုပင်အားမရနိုင်အောင်ရှိသည့်အလျောက်ဘဝသည် တိုတောင်းလာသည်ဟုထင်မိပြန်သည်ဤသည်မှာဆင်းရဲဒုက္ခကိုရင်မဆိုင်လိုပဲချမ်းသာတုခကိုသာအလိုရှိသောလူတို့ဤသဘောတဘာဝအတိုင်းပင်ဖြစ်ပေမည်တို့ရာတွင်ဘဝဆိုသည်မှာကျွန်ုပ်တို့ကြုံမြင်နိုင်သောကံတရားဒုက္ခတုခလှည့်ဝက်များဖြင့်ပြည့်နေလျက် ရှိပေရာ အမှန်တကယ်ကြုံတွေ့လာချိန်၌ရင်ဆိုင်ရပေတော့သည် အကောင်းများကိုလည်းခံယူ၍ ကျင့်နဲ့ရသလိုအစိုးဆုံးများကိုလည်းကြော်ဖြဲရခြင်းမှာလူတို့ဤတာဝန်ပင်ဖြစ်ရကားကျွန်ုပ်သည်ယခုတစ်ကြိမ်တေမင်းနှင့်ထိတ်တိုက်ရင်ဆိုင်ရချိန်၌မူရင်내၌ဖြစ်ပေါ်လာသောပူပင်တောကနှင့်စိုးရိမ်မှုကိုထောက်ယူခြင်းအပြင်ရာခဲလာသောလူဘဝတွင်ရှင်သန်နေရသောအသက်တစ်ချောင်းကိုတန်ဖိုးထား၍လူဘဝကိုတိုးသည်ရှည်သည်ဟူ၍မပိုင်းခြားဘဲလက်ရှိရရှိထားသောအခြေအနေကိုသာအကောင်းဆုံးဖြစ်အောင် ရုံးကန်နေထိုင်၍အသက်တစ်ချက် ရှူလိုက်ရခြင်းကပင် ကြီးလာစွာသောတန်ဖိုးဖြစ်ပေတော့သည်ကျွန်ုပ်မှာရုံးကန်လျှောက်လန်းရင်းနှင့်ကျွန်ုပ်ဤဘဲချေမှာမထောက်နိုင်တော့ဘဲလဲကြလေတော့သည်ကျွန်ုပ်ဤညာချေမှာလဲရောင်ရမ်းညိုပုတ်၍လာပြီးလျင် စီးသားသော ပစိုးစားနေရာမှတင်းကျက်လွန်းသည်ဖြင့်ထိုနေရာမှပြတ်ထွက်တော့မတတ်ပင်ထင်ရလေသည်ဤကြိမ်၌ကကျွန်ုပ်ဤနောက်ဆုံးအချိန်ပင်ဖြစ်ပေတော့၏ ဇနီးတဲ့ကိုတတိယပြီးမျက်ရည်တို့စီးကြလာသည်အားငယ်စိတ်နှင့်ကြောက်ရွံ့စိတ်က ကြီးဆိုးထားပြီးလျင်ကျွန်ုပ်သည်လက်ထဲမှဒုတ်ချောင်းကိုပြစ်ချ၍လေးဘက်ကုန်း၍ရသလောက်ရှေ့တိုးရင်းကဲကြပါဖြိုးကဲကြပါလူရှိလားဖြိုးဟုအော်ဟေးရပြန်သည်ကျွန်ုပ်ဤစိတ်တွင်မွေကြိုက်ခံရပြီးမိနစ်30ခန့်ရှိပြီဖြစ်သည်ခြေထောက်မှ ပြင်းထန်သောနာကျင်မှုကို ခံစားရပြီးကျွန်ုပ်မှာ ဝင်းအားထိုးလဲကြသည် ကျွန်ုပ်သည်အာယူကုန်းထား၍အနီးရှိတစ်ပင်တစ်ပင်ကိုမှီပြီးထိုင်လိုက်သည်အလွန်ပင်ခွန်အားများကုန်ခန်းပျော့ခွေလျက်ရှိပြီးလျှင် မျက်လုံးများပြာဝေ၍မှုန်ဝါလာသည်ပဝင်းကျင်အားမနေကီဥဆိုင်၍ជីနေရသည် ကျွန်ုပ်ဤနှလုံးအိမ်မှာကြံရည်ကျိတ်ဆက်သည်သို့ထဲအကျိတ်ခံရသောကြံတချောင်းကဲ့သို့ ပြင်းထန်စွာအညစ်ခံထားရသည်ကဲ့သို့ရှိသည် အသက်ရှူရသည်မှာခက်ခဲလာသည်ကျွန်ုပ်ဤခြေလက်နှောက်ကြောလေကုပ်စသောကြွက်သားများ နာကျင်လာသည်အာအင်ကုန်ခန်းမှုသည် လင်းမြန်စွာဇာတိုးဖြစ်ပေါ်လာသည်ဖြင့်ကျွန်ုပ်ဤမျက်ခွန်များသည်အလွန်ပင် လေးလံလာသည်ဖြင့်မနှဲပင်အာယူ၍ဖွင့်ရသည်တင်မင်းအားထိုင်ဆောင်သလိုဖြစ်နေသည်ကိုသတိရသည်ဖြင့်အာယူထားတော်လဲကျွန်ုပ်ကလက်ကိုပင်အာယူ၍မထောက်နိုင်တော့ချေ ဤဒီမှာကျွန်ုပ်ဤနောက်ဆုံးအချိန်ပင်ဖြစ်၍အသက်မထွက်မီစိတ်ကိုတည်ငြိမ်အောင်ထား၍ဖျားကုံတော်တို့ကိုပွားများနေပါတော်လဲပြင်းထန်လာသောဝေဒနာတို့ကဖိစီးသည်ဖြင့်စိတ်ဖြောင်းစွာမရွတ်ဖတ်နိုင်ချေအာဟူဟူကဲကြပါကဲကြပါဖြူကျွန်ုပ်သည်မျက်ခွန်ပိတ်၍အိတ်မပြော်သွားစေရန်သွေးယူသွေးတဲ့တူးဦးတအားအော်မီလျက်ရှိနေရာ ရှိသမျှခွန်အားဖြင့်ကုန်းထားကြည့်သောအခါတွင်လည်းမထားနိုင်သည့်အပြင်တစ်ပင်ကိုမိထားရမှဟန်ချက်ပြဲ့၍ပလက်လန်လဲသွားလေသည်ခြေထောက်သည် ပြင်းထန်စွာ ရောင်ရမ်းလျက်ရှိသဖြင့်ပစိုးစစီးထားသောနေရာသည်တင်းကျပ်လွန်း၍ပြက်ထွက်လူနီးပါးနာကျင်မှုကိုခံစားရသည်တောဝက်ပက်ခံထားရသော ပေါင်မလည်းတစ်စစ်စစ်နာကျင်ကြိုက်ခဲလျက်ရှိပြီးကျွန်ုပ်ဤကြောရိုးတစ်လျှောက်အာယုံကြောများသည်လည်း အလွန်နာကျင်လျက်ရှိပေတော့သည်ကျွန်ုပ်သည်ထမှန်အော်ဟစ်အကူအညီတောင်းလိုက်ရာအတန်သည်လေချောင်းထဲ၌သာတစ်ဆို့၍ထွက်မလာတော့ချေနားထဲတွင် ပြားအကောင်ပေါင်းများစွာ အော်မြည်နေတကဲ့သို့တဝီဝီအတန်များကို ကြားရပြီးလျင်တကိုယ်လုံးရှိ နာကျင်မှုများသည် ကျွန်ုပ်အားပြားအုံကြီးမှပြားများ ဝိုင်းအုံကြိုက်ခဲသည်ဟုထင်မိပြန်သည်ထို့နောက်ကျွန်ုပ်၏နားသည် ဘာအတန်ကိုမှမကြားရတော့ပဲပင်း၍သွားလီတော့သည် ကျွန်ုပ်ကနားပင်သဖြင့်မျက်လုံးကို အာယူဖွင့်ကြည့်ပြန်ရာ မျက်စိများလည်းမမြင်ရတော့ချေနှလုံးကြွက်သားများကပိုမိုတင်းကျက်လာလေရာကျွန်ုပ်မှာအသက်တခါရှူရန်ပင်ပင်ပန်းခက်ခဲစွာ ရှူနေရတော့ဤကျွန်ုပ်ဤနှာခေါင်းများမှလည်းသွေးတို့ယိုစီးကြလာကြောင်းသိရသည်ကျွန်ုပ်သည် မုတ်ချတေရတော်မီဖြစ်ရာတေကန်ဤထားသောစိတ်သည် တမလွန်ဘဝဤဂိတ်တကားပေါ့ဟုကြားဘူးသည့်အလျောက်ကျွန်ုပ်ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်များကို ပြန်ပြောင်းတွေး၍ဣတိပိတော်ဘဂဝါအစရှိသောဂုံတော်၉ပါးကိုရွတ်ဖတ်ပါတော်လဲပြင်းထန်သော ဝေဒနာကသာစိတ်ကိုဥဆောင်ခေါငင်နေသဖြင့်ဖျားစာကိုစိတ်ဖြောင်းစွာမရွတ်ဆိုနိုင်ချေကျွန်ုပ်မှာမမြင်ရမကြားရသည့်အပြင်ကြီးလာစွာသောဝေဒနာကို ခံစားနေရလျာဤဝိဒုက္ခမှလွတ်မြောက်စေရန် ကိုဟာကိုတတ်သေးတော့မည်ဟုအကြံထုတ်မိပါတော့လေအဖန်900ငားကပါခံရမိအရေးကို တွေးမိပြန်သဖြင့်ဝှစ်ရှိပါကလည်းယခုတဘောဝနှင့်သာကြေပါစေတော့ဟု အတွေးရပြန်သဖြင့်ကြေရွေသာခံရပြန်လေသည် ကျွန်ုပ်ဤစိတ်ထဲ၌ဝေဒနာခံစားရခြင်းကို3-4နှစ်ဆက်တိုက် မပြတ်မလက်ခံနေရသည်ဟု ထင်မိရပေတော့သည်အသက်ရှူရသည်မှာလဲပုံမိုရွေးပင် ပင်ပန်းခက်ခဲလာသည်အလျောက် ရင်ဘတ်ထဲမှနှလုံးကြွက်သားများမှလည်းပို၍အားပြင်းစွာဆွဲညစ်ခြင်းကိုခံရလေသည် ထိုနောက်တွင်ကအချိန်ကြာမြင့်စွာဖိထိုင်ပြီး ရုတ်တရက်ထားလိုက်ချိန်တွင်ခြေထောက်ကျင်တကဲ့သို့တကိုယ်လုံးသည်ရွာစီထိုးထုံကျင်၍နေရာ အဖျားဖြင့်တကိုယ်လုံးကိုထိုးဆွနေသလိုရှိရကားကျွန်ုပ်မှာမခံနိုင်တော့သည့်အစုံ၌ခါးကြားမှဓမြောင်ကိုဆွဲနှုတ်၍ကိုယ်လေပင်ကို လီးတော့အံ့ဟုကြံစီ၍ ခါးကြမဓမြောင်ကိုဆွဲနှုတ်လေရာကျွန်ုပ်ဤလက်များသည်မာ၍မရပဲရှိလေသည် ကျွန်ုပ်ကတအားအော်ဟေး၍ရှိသမျှအာအင်များကိုဖြစ်ညစ်ပြီး လက်ကိုမပါတော်လဲကျွန်ုပ်လက်များမှာကြွမလာပဲတစစ်စစ်သာ ထုံကျင်ကြိုက်ခဲလျက်ရှိပေသည်မျက်လုံးများကမမြင်ရလို့မောင်သည်နားကမကြားရသဖြင့်ပို၍မောင်ပေသည် ကျွန်ုပ်အော်ဟစ်နေသည် သို့သော ကျွန်ုပ်ဤအော်ဟစ်တန်ကိုကျွန်ုပ်ပြန်မကြားရပါဇက်ကအတန်မထွက်လို့လားနားကမကြားရလို့လားကျွန်ုပ်မဝေခွဲတတ်တော့ချေကျွန်ုပ်ဤနှလုံးမှာတပြေးပြေးနှေးကွေးစွာခုန်နေရမှဝေးဝေးတစ်ချက်သာဒုက္ကနေဒုက္ကနေခုန်သည်ဟု ကျွန်ုပ်ထင်မှတ်မိ၏ကျွန်ုပ်စိတ်ကိုလျှော့ချလိုက်သည်တမလွန်ကိုသွားတော်မီဆက်လက်၍လဲတောက်မခံနိုင်တော့ချေထိုခိုက်လေးမှာပင် ကျွန်ုပ်ဤနားထဲတွင်ကြည်လင်ပြတ်သားသော တောကောင်ဤအတန်များကိုကြားရတဲ့ကဲ့သို့ကျွန်ုပ်ဤမျက်လုံးများကလည်းရှင်းလင်းစွာမြင်လာရသည်ဟင်တစ်ပင်တစ်ခုဘေးတွင်လဲကျနေသော လူတယောက်ကျွန်ုပ်တေချာကြည့်လိုက်သည် အလိုလေးထိုသူက ကျွန်ုပ်ပင်ဖြစ်ချေသည်ကျွန်ုပ်ဤကိုခန္ဓာကို ရှင်းလင်းပြတ်သားစွာ မြင်ရသည်မျက်လုံးတို့ကမျက်ဖြူလန်နေသည်နှာခေါင်းတို့မှယိုစည်းကျနေသော တွေးများသည်ပါနှစ်ဖက်တွင်အဖက်လိုက်ခဲနေကြသည် ခြေထောက်တစ်ဖက်သည်ပေါင်လုံးလောက်နီးပါးရောင်ရမ်းညိုပုတ်၍နေပြီးလျှင်ပစိုးစစီးနောင်ထားသောနေရာသည် အထဲတွင်မြုပ်ဝင်လျက်ရှိပေသည်တစ်ဖက်ခြေထောက်ဤပေါင်ရင်းမှလည်းညိုမဲပုတ်နေသောသွေးတို့ကယိုစီးကြလျက်အဖက်လိုက်ခဲနေသည် ကျွန်ုပ်ဤစိတ်ဝိညာဉ်က ကိုခန္ဓာမှခွာခဲ့ပြီဖြစ်ရာကျွန်ုပ်ကတေချေပြီဖြစ်ကြောင်းသိရသဖြင့်ထိတ်ကနေဖြစ်သွားရသည်ကျွန်ုပ်သည် အလွန်ခံစားရခက်ဟန်ရှိနေသော ခြေထောက်မှပစိုးစားကိုဖြီ၍မျက်ဖြူလန်နေသော မျက်လုံးအားပိတ်ပေးရန်ခြေထောက်အားတိုးထိကြည့်လိုက်ရာကျွန်ုပ်သည် အမောင်လောကကြီးထဲသို့ပြန်ရောက်သွားပြန်ပြီးလျင် အသက်ရှူကျက်ခြင်းကြွက်သားများနာကျင်ခြင်းမောပန်းခြင်းကြိုက်ခဲနာကျင်ခြင်းခြေကိုမီးနှင့်အရှိုးခံရခြင်းကဲ့သို့ဥလောင်ခြင်းစသောဝေဒနာများကိုခံစားရပြီးလျင်အာယူ၍ခေါင်းထောင်ကြည့်လိုက်ရာ ကျွန်ုပ်ဤဥကောင်းသည်တလက်မခန့်ကြွ၍ဘုတ်ကနေပြန်ကြသွားပြန်သည်ထိုအခါကျွန်ုပ်ကတပံစိတ်လျှော့၍အကြောအချင်းများကိုလျှော့ချလိုက်ပြန်ရာ ကျွန်ုပ်ဤနံဝိညာဉ်သည် ပထမအချိန်ကအတိုင်းပင် ရုပ်ခန္ဓာကိုယ်မှခွာ၍ကျွန်ုပ်ကိုကျွန်ုပ်ပြန်မြင်နေရပြန်တော့သည် ရုပ်တရက်ကျွန်ုပ်ဤစိတ်ထဲတွင်ဇနီးတဲ့အာမြင်အောင်လာပြီးအိမ်တို့ပြေး၍ဇနီးတဲ့အာအကူညီတောင်းရန်အကြံရလေသည် ကျွန်ုပ်ဒီအိမ်တို့ဥတီ၍ပြန်လာခဲ့ရာ ကျွန်ုပ်ဤကိုခန္ဓာမှာငှက်မွေးကဲ့သို့ပော့ပါ၍နေပြီးလျင်လေကဲ့သို့လင်မြန်သောအရှိန်အဟုန်ဖြင့်တစ်တော်များကိုတရိပ်ရိပ်ဖြက်ကြော်လျက်ရှိပြီး မကြာမီတွင်ရွာနာသို့ရောက်ရှိသွားလေသည်ထိုအခါနန်လောကသားများကိုရွာဝင်လမ်းဘေးများ၌၎င်းတစ်ပင်များပေါ်၌၎င်းကျွန်ုပ်သိရှိသောတေလွန်ပြီးသူတို့ချို့ကိုလည်း ဘုန်းကြီးကျောင်းဝင်းထဲတွင်ဆင်းရဲချို့တဲ့လွန်၍မတတိစရာနာနာဘဝများအဖြစ်ဖြင့်၎င်းတွေ့မြင်ရလေသည်ကျောင်းဝိုင်းတောင်းရှိခရီးပင်ကြီးအောက်တွင် ကြီးမားလာသော တပတ်ကြီးတကောင်ကိုလည်းငုတ်တုတ်ထိုင်လျက်တွေ့ရသည်ကျွန်ုပ်သည်ရွာထဲဝင်၍ရသည် ထိုနာနာဘဝများကိုမြင်နေရတော်လဲ၎င်းတို့ကကျွန်ုပ်အားတွေ့မြင်ဟန်မတူချေတို့ဖြစ်၍ကျွန်ုပ်မှာစိတ်တကိုးကြောင့်ဝိညာဉ်သည် ခနာကိုမှခိတခွာလာခြင်းသာဖြစ်ပြီးတေဆုံးသွားခြင်းမဟုတ်ဟုထင်မြင်မိသည်ကျွန်ုပ်အိမ်ဝိုင်းထဲဝင်လိုက်သည်နှင့်ထမင်းအိုးတဲ့ရန်စံပြနေသောဇနီးကိုတွေ့ရသည်ခင်အေးခင်အေးခင်အေးငါငါလီဟာနင်ငါခေါ်ရမကြားရဘူးလားသူမကကြားဟန်မတူကျွန်ုပ်သည် သူမမျက်စိရှိသို့လက်ကိုဝှေ့ရန်ပြ၍ရှေးမှခုံပေါက်ပြေးလွားပြတော်လဲသူမက ကျွန်ုပ်အားမြင်ဟန်မတူ ကျွန်ုပ်အတန်ကိုလည်းကြားရဟန်မတူကြီးခေအေးရေခေအေးခေအေးလောက်ပါဟာငါမှအချိန်မရှိတော့ဘူးဟာကျွန်ုပ်ဒီသူမဤလက်ကိုကင်တွယ်ကြည့်လိုက်ရာသူမဤအသားကိုမထိမိပဲလေကိုသာကင်တွယ်မိလေသည်တို့ရာတွင်သူမသည်ဖျံကနေကြက်သိမ်းထသွားဟန်ဖြင့်သူမဤလက်များကိုပုတ်တက်ကဘေးဘီတို့မျက်လုံးအပြူသားဖြင့်လှဲ့ပတ်ကြည့်သည် ကျွန်ုပ်သည် ူမဘေးတွင်ချထားသောဒံအိုးကိုလက်ဖြင့်အာကုန်ပုတ်လိုက်ရာဒံအိုးသည်ဂလုံငနေလဲထွက်သွားပြီးမှောက်လျက်ကျသွား၏ထိုအခါတူမသည် မျက်စိမျက်နှာပြက်သွားပြီးလျင်ဟင်ကိုကိုကိုတောင်းလွင်ဟုနှုတ်မှရေရွတ်လျက်စိုးရိမ်နေသောမျက်နှာသားဖြင့်ဘေးဘီကိုလက်ပတ်အကဲခတ်လျက်ရှိကကျွန်ုပ်ကတူမ၏လက်ကိုတစ်ချက်လမ်းကင်လိုက်ပြန်သောအခါတူမသည်စက်ကနေတုံရင်ချက်သိမ်းထားလျက် စက်ကနေမတ်တထရက်ပြီးလျင်ထမိန်တူတူပြင်ဝတ်လိုက်ဤသည်ပြီးလျင်ရွာထဲသို့ပြေးလေတော့ဤကျွန်ုပ်သည်သူမနောက်သို့လိုက်ရန်ဟန်ပြင်လိုက်တော့လဲရုတ်တရက်အမောင်ဒုထဲသို့ပြန်လေရောက်ရှိသွားပြီးလျင်ဘာမှမမြင်ရမကြားရတော့ချေထို့နောက်ကျွန်ုပ်သည်ရွာပြင်ရှိလေကွင်းတစ်ခုအတွင်း၌နိုးထလာပြီးလျင်အိမ်တို့ပြေးပြန်သောအခါကျွန်ုပ်က ရွာထဲသို့ဝင်ခွင့်မရတော့ချေရွာစည်းရိုးတနေရာကို ထိကပ်လိုက်တိုင်း ျွန်ုပ်မှာပူပြင်းစွာလောင်မြိုက်သဖြင့်ရွာနာကတ်လို့မရပဲရှိလေရာကျွန်ုပ်လဲရွာနာပတ်ချလေ၌သာနေထိုင်ရလေသည်ကျွန်ုပ်သည်ရွာတောင်ဘက်ကဘာဘက်မှပတ်၍ကျွန်ုပ်ဤအိမ်သို့လမ်းမျောကြည့်သောအခါကျွန်ုပ်အိမ်ပေါ်၌လူများစွာရောက်ရှိနေသည်ကိုတွေ့မြင်ရပြီးလျှင်ထိုအထဲ၌ဆေးမူးကိုညံမိုးနှင့်ဆရာတော်ဖျားကိုလည်းတွေ့မြင်ရပေသည်ထိုအခါမှကျွန်ုပ်သည်ထိတ်ကနေဖြစ်၍ ကျွန်ုပ်ဤကိုခန္ဓာအားတတိယပြီးလျင်ယခင်ကျွန်ုပ်လဲကြနေသောတော်ရဲသို့တွားရောက်ကြည့်ရှုရာ ကျွန်ုပ်သည် လေကဲ့သို့လင်မြန်စွာတရိပ်ရိပ်ပြေးလွားသွားပြီးလျင်ထိုနေရာသို့အချိန်တခဏအတွင်ရောက်သွားလေသည်ထိုနေရာ၌ကျွန်ုပ်ဤကိုခန္ဓာအားမတွေ့ရတော့ချေသို့ဆိုလျင် ကျွန်ုပ်မှာတည်ဆုံးသွားပြီလောတို့ရာတွင် အိမ်၌ဆရာတော်ဖျားနှင့်ဆေးမူးကိုညံမိုးကို တွေ့ရခြင်းအပြင်ကျွန်ုပ်သည် သတိလေးမေ့မျောနေပြီးဆရာတော်ကစေကုသပေးနေခြင်းပေလောလက်ရှိကျွန်ုပ်မှာကနံဝိညာဉ်တက်တက်သာဖြစ်ချေသည်ကျွန်ုပ်လဲရွာတို့တဖန်ပြန်ပြေးရလေသည်ကျွန်ုပ်သည်မတေလိုသေးပေကျွန်ုပ်မိမကိုမုတ်ဆိုးမဘဝနှင့်တူရဲထား၍ပင်ပင်ပန်းပန်းရှာဖွေမစားစေလိုအသက်ရှိစဉ်ကကျွန်ုပ်သည်ကောင်းမှုကုသိုလ်များကိုများများဆဆမပြုလုပ်ခဲ့ရကျွန်ုပ်အသက်ပြန်ရှင်လိုသည်သူတော်ဘာအသက်များကိုမတတ်တော့ မုတ်ဆိုးဘဝကိုစွန့်လွတ်မီကောင်းမှုကုသိုလ်များကိုပြုလုပ်ဆောင်ရွက်မီကျွန်ုပ်သည်ရောက်ရခတ်၍ရွာကိုလှဲ့ပတ်ပြေးလွှားနေပါတော့လဲရွာထဲဝင်၍မရချေတို့နှင့်ကျွန်ုပ်သည်လက်လျှော့၍အိမ်နှင့်အတန်ငယ်နီးသောလေကွင်းထဲတွင် ထိုင်၍နေတော့သည် ထိုအခါအလွန်တန်ဝေကရဖွယ်မြင်ကွင်းတို့ကိုကျွန်ုပ်တွေးမြင်ရတော့သည်ရွာပြင်တို့၌နာနာဘဝများစွာကိုပုံစံအမျိုးမျိုးဖြင့်တွေ့ရပြီး၎င်းတို့သည် အများအားဖြင့်အဝတ်အစားများပင်မဝတ်နိုင်ပဲဆင်းရဲညစ်ပတ်၍နေသည်လမ်းဘေးရှိအညစ်အကြေးအရည်အရွယ်များကို ပင်ပန်းကြီးစွာ ရှာဖွေစားတော့ရသည် ထိုအထဲတွင်ကျွန်ုပ်လက်ထက်၌တည်ဆုံးခဲ့သောရွာထဲမှရွာသားလေးငါးဦးကိုလည်းတွေ့ရလေသည်ထိုသူများသည်ကအသက်ရှိစဉ်ကစိုးတွမ်းရုပ်မာခဲ့သောမိဘကိုစော်ကားသောသူများဖြစ်ချေရာကြောက်မဲ့ဖွယ်ရာ ပြန်လည်ပေးဆက်ရသောတန်တရာဤအချင်းထောင်၌ အကြခံနေရသည့်အကျဉ်းသားများနှင့်သာပို၍တူနေပေတော့သည်သို့ဖြစ်၍၎င်းတို့နှင့်စာလင်လူပြည်မှအကျဉ်းထောင်သည်နတ်ပြည်နတ်နန်းဘမာဖြစ်နေပေတော့သည်စိုးသွန်းရုံမာသူတို့ကအသက်ရှိစဉ်က အပြစ်မပေးမခံရဘဲလွတ်မြောက်သည်ထားအောင်တန်တရာတွင် မလွတ်မြောက်နိုင်သောအစိုးဝါဆုံးအကျဉ်းထောင်ကြီးသည်စောင့်မျှော်လျက်ရှိကြောင်းသိရှိရပေတော့၏ညနေနေဝင်ခန်းဤအချိန်တွင်နာနာဘဝများသည် ဘုံကြီးเจ้าဝင်းတဲ့သို့စုဝေးဝင်ရောက်သွားကြသဖြင့်ကျွန်ုပ်လည်းနောက်မှလိုက်ကြည့်ရာဆရာတော်ပက်ကျဲလိုက်သောစွန်းကြံဟင်းကြံများကို လူရက်စားတောက်နေကြကြောင်းသိရှိရလေသည်ကျွန်ုပ်သည်ဤကဲ့သို့လေကွင်းထဲတွင်၃ရက်ခန့်နေထိုင်ခဲ့ပြီးလျှင်၄ရက်မြောက်သောမနေ့မနေ့ကင်းအာယုံတက်ချိန်တွင် ကျွန်ုပ်ဤအမိကိုရွာတကားမှခေါ်တန်လိုလို ကြားရသဖြင့်အပြေးသွားလိုက်ရာ ျွန်ုပ်အိမ်တို့သွားတော်လမ်းမှာအဝါရောင်တို့ရှက်ဖြာလျက်ရှိသဖြင့်ထိုလမ်းအတိုင်းသွားလိုက်သည်ကျွန်ုပ်အိမ်ပေါ်တို့တက်ပြီးသည်နှင့်ကျွန်ုပ်ဤလေเจ้าများသည်ခြောက်တွေ့ကွဲရှားလျက်ရှိပြီးခြောက်တဟုတ်ဟုတ်ဆိုးလျာဟင်ကိုကိုကိုတောင်းလွင် ကိုတောင်းလွင်ရှင်သတိရလာပြီးဟူသောဇနီးတဲ့ဤအတန်ကိုကြားရပြီးလျင်ကျွန်ုပ်လည်းမျက်လုံးကိုအာယူဖွင့်ကြည့်၍ရေတောင်းတော့ရလေသည်မကြာမီတွင်ကျွန်ုပ်အိမ်ပေါ်သို့ရွာသားများစွာ တက်လာကြပြီး ကျွန်ုပ်ဤအခြေအနေကိုလာကြည့်ကြလေသည်ကျွန်ုပ်ဤဇနီးတဲ့သည်ကျွန်ုပ်မူ၏ကြိုက်ခံရသည်နေ၌မြက်ခမ်းများလှုပ်ခတ်လျက်ရှိပြီးနေကင်းတရေတမောအိတ်ဆက်ချိန်၌လည်းကျွန်ုပ်ဒုက္ခတွေ့နေကြောင်းအိမ်မက်မြင်မက်သည်ဟုဆိုသည်သူမသည်အိယာမလန့်နိုး၍ရေထားတောက်စင်၌ရေခွက်မှလည်းလွတ်ကြသည်ဟုဆိုသည်ညနေဆောင်တွင် သူမဤစိတ်သည် လေးလံလျက်ရှိပြီးစံပြာနေစဉ်တွင်ကြက်သိမ်းများထား၍နဘေးတွင် ကျွန်ုပ်ရောက်ရှိနေသည်ဟုတထက်ကြယုံကြည်ခံစားရကြောင်းပြောပြသည်ပြီးနောက်ဒံအိုးမှဂလုံးငနဲ့မှောက်သွားသောအခါတေချာပြီဟုတွက်ဆ၍ရွာထဲသို့ပြေးပြီးအကူအညီတောင်းခံခဲ့ကြောင်းပြောပြလေသည်မုံဆိုးကြီးဥဆန်ဝါဤခွေးများဖြင့်လူအုပ်စုခွဲ၍လိုက်လံရှာဖွေကြရာမွေစိတ်တက်၍လဲကြနေသောကျွန်ုပ်ကိုတော်ရဲ၌တွေ့ရသဖြင့်ရွာသို့ထမ်းပြန်ခဲ့ကြောင်းကိုသိရှိရသည် ဆရာတော်သည်ကျွန်ုပ်အားအစွမ်းကုန်ကုသပေးခဲ့ခြင်းကိုလည်းသိရသည် နောက်ဆုံး၌ကျွန်ုပ်ကတေခြင်းမှလွတ်မြောက်ခဲ့လေရာ ကြီးမားသောစိတ်တကိုးနှင့်ဝိညာဉ်လွင့်ပုံနာနာဘဝများဤဒုက္ခရောက်ပုံများကိုဝင်ကွင်းကွက်ကွက်တရိယာသဖြင့်များစွာတန်ဝေကရသည်အလျောက်အသက်များကိုတေစေနိုင်သောကျွန်ုပ်ဤတနက်ကို မြေတွင်တူး၍မြုံနံလိုက်လေတော်သည် ဟုတ်ကဲ့ပါခင်ဗျာစုံးနီးနားဆင်ပေးတဲ့ပေးသက်တယောက်စီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။